လာတော့ရခိုင်နေအများစုဖတ်တယ်အခုပြဿနာကရခိုင်ကသိတာနေတယ်အေးအေးကသိတာနေတယ်သူ့ policy သူ့မူရှိတယ်နော်လက်ရှိအချိန်နေနဲ့တကယ်အာဝင်ခွင့်ကြအကောင်းဆုံးသုံးပြန်နိုင်တဲ့အဖွဲ့အစည်းဆိုအေးအေးတစ်ဖွဲ့ပဲရှိတာနော်ဒါနဲ့အဖွဲ့ကအယူချက်အယူချက်ပါစင်ပါမယ် ဒါမှမဟုတ်လည်းပဲမတိကျိုးချွန်နေပြီးတော့ဟိုးရောင်ရောင်တူရောင်ရောင်ဟိုးပဲပါတယ်ပဲပါလို့နေကြရအဖွဲ့အများရှိမယ်ပြပြသားသားနဲ့တကယ်ရက်တည်နေတာကအခုအေးအေးတခုပဲရှိတာဟိုဝါတော့မပြောနေအောင်မိုင်းလားတော့မပြောနေအောင်ငွေကလေးရောအဲ့မှာတို့ကတရုတ်အဲနဲ့နေစားတယ်မြန်မာစစ်တပ်နဲ့ပရိပကဖြစ်ဖို့ဘယ်တော့မှမစင်းစားတဲ့အဖွဲ့ကြီးတဘောပြောတာတဘောတို့ကစာရေးတဲ့ဟာကိုတော့ ဘသူမြင်တာမှမတော်ဘူးအမြင်ချင်းတူလို့ဟိုးရင်တော့ဆိုတာကချင်းဘဘဘဘဘအဲ့မှာကချင်းဘီရှော့ပ်တွေခေါ်တာခေါ်တော့ကချင်းဘီရှော့ပ်ကြီးတဲ့အဲ့ဒါမာပါသားတွေခေါ်တဲ့ပေးတဲ့ဘွဲ့အဲ့ဒီမှာကိုယ်သပဲတွေပါတယ်ကိုယ်ငွေချင်းတွေပါတယ်ကိုယ်စရာတွေပါတယ်ကချင်းဘီရှော့ပ်ကြီးတဲ့ဘဘရေးတဲ့စားကြတော့ကချင်းတွေအဖိနှိုက်ခံရတာတော့အဲ့တော့ကချင်းတွေအဖိနှိုက်ခံရတာဖိုင်းစရာကကချင်းကိုဖိတိုက်တယ် အဲအန်ဒီဆရာကလည်းကစင်တော့တော်ပြီးဖိတ်တိုက်တယ်။ဘာကြောင့်ဖိတ်တိုက်ကြလဲသေတော့သိတာပေါ့။နော်။ဘာကြောင့်ဖိတ်တိုက်ကြလဲဆိုတော့သိတာပေါ့ဗျာ။ကစင်တယ်။တဘိုးတော့အဲမှာမတရားမှုကိုပုံပေါ်တော့အမြဲတမ်းဘယ်ဘက်ကမှမလိုက်ပဲနဲ့အမြဲတမ်းရေးတဲ့အတွက်ကြောင့်ကစင်တွေအဖိနှိတ်ခံနေချိန်မှာပုံပေါ်နဲ့နှိမ့်ဆက်မှာပဲ။အဖိနှိတ်ခံရချိန်မှာ နော်အဲ့မှာရခိုင်တွေအဖေးလိုက်ခိုင်းရမယ်လေဖမုံးတို့ကဖမုံးတို့နှိစပါပဲအခုပြဿနာကလက်ရှိ NUG ကိစ္စ NUG ကိစ္စကကောင်းပြီလက်ရှိ NUG PDF က energy လားဆိုတော့တကယ်တကယ် energy ပဲဘာလို့အစောရဖွဲ့စည်းပုံဖွဲ့စည်းနီးအရာပြည်တော်စနစ်ကိုရှင်းမကမ်းဘူး ပြောလိုက်ရင်လည်းပဲဒီဂျူရီကိစ္စဒီဖက်တိုကိစ္စပြောလာအောင်မယ်နော်အေးကောင်းပြီဘုရားပြောရဆင်းရှင်းလေးအောင်မြင်စေခြင်းနဲ့အဲဒါပဲလူသတ်ပါတော့ဟိုကဲဟိုချို့ဗမာဘုန်းကြီးတွေဟောပြောတာဘုန်းကြီးပြောရတယ်အခင်များတို့လက်ခုပ်လက်ဝါးတီးတာပါပဲအဲဘလောက်သေးလေးအဲဘလောက်ပါအောင်နိုင်ပြီး ပြည်သူတွေအောင်ပြီးရဲရတာပဲအမ်အလူပြင်းကြိုက်တဲ့ဟာတွေလွဲတယ်တကယ်အောင်မလားမအောင်ဘူးလားဆိုတော့အဲ့ဒါအလုံးနဲ့ပြရမယ့်ကိစ္စကဲကောင်းပြီအခုတိုက်တယ်ကချင်းလေးဘာကြောင့်ဝင်တိုက်နေလဲကြုံမသိတယ်မနေဘူးဒါပေမဲ့ခင်ဗျားတို့ပြောရင်မှပြောမှာကရင်နေတိုက်တယ်ဆိုရင်လည်းကေယူတိုက်တယ်ဆိုရင်လည်းတတ်မှ၅တခုပဲအဲ့ဒါမှကျွေးထားအဲ့တခုပဲ တမဟာခွနိရလူကလေးကဗမာစစ်တပ်နဲ့ဆက်ဆံရအောင်စမပြေဘူးအယူကြီးတော့ထွက်မထွက်ထွက်တမဟာခွနိနဲ့ပြဿနာတက်နေမှာပဲအဲ့ဖာဘွန်ဘက်တို့အဲငကိုကလေးကပြဿနာတက်နေနေရခင်ဗျားတို့အချားမပြောရဘူးတမဟာလေးအများရှိတယ်ခင်ဗျာမလှုပ်ဘူးဗျမလှုပ်မဲ့အစားအိမ်မှာတမဟာ6တမဟာ4တို့အမှဗမာစစ်တပ်နဲ့အင်မတန်ကောင်းမွန်တဲ့ဆက်ဆံရကိုထူထောင်ထားတာ အဲ့ဒါကြောင့်မပြောဘူးအခုတကယ်တရရချင်းတဲ့ဂရင်းနီချင်းတဲ့ဂရင်းနီအဲ KIA တောင်းမှာနည်းနည်းလေးအစဉ်ပြေးနေနေရာမှာတိုက်တယ်နော်အစဉ်ပြေးနေနေရာမှာတိုက်တယ်ဒါပေမဲ့နှစ်ဖက်လောက်ထားလိုက်တာ KU လည်းလိုပဲဟာတာ ဘယ်ဘဝင်ပြောရင်လားဟိုဘက်ကအဲဟိုရမလားနာစကဘက်ကိုလည်းပဲနည်းနည်းဟားတာအသေးပိုက်ပြီးတော့တိုင်နေမှာမဟုတ်ဘူးခေယူလည်းပဲအသေးပိုက်ပြီးတော့တိုင်နေမှာတကယ်အသေးပိုက်ပြီးတော့တိုင်နေတယ်ဖွဲ့ပဲရှိတာဘယ်လိုလဲချင်းတဲ့ကရင်နီချင်းတဲ့ကရင်နီတကယ်တိုင်နေတာဘာပြောတာ ဒီချိန်မှာလက်ရှိရှင်တွေမှာ NUG နဲ့ပူပေါင်းဆောင်ရွက်ဖို့ဆိုရင်လေအမြဲတမ်းပြောပြတယ်ဒါ structure လူတွေ structure လူတွေဘောအဲ့မှာစီးပွားရေးကိစ္စတို့ဘာကိစ္စတော့ကျွန်မပြောဘူးနောက်ပြီးတော့ဘယ်ကဘာညာဆိုကျွန်မပြောဘူးအသေးစိတ်တော့မပြောဘူးဘုရားတို့လိုချင်တဲ့ဟာကတော့ကောင်းပြီ ဦးလုံးလက်ထက်ကဖားစားပါလက်ထက်ကမလုံနိုင်ခဲ့တဲ့စိတ်မှန်တဲ့ဖက်တယ်ဆိုနေ့နော်မလုံနိုင်ခဲ့ဘူးကောင်းပြီနေဝင်အာနာပိုင်းလိုက်တယ်မဆလာလက်ထက်တို့နဝတာလက်ထက်တို့နောက်ပြီးတော့ဗါတဲ့ဟိုနအာဖလက်ထက်တို့အခုလက်ရှိနာစာကလက်ထက်တို့သူတို့ဖက်ဒရယ်ကိစ္စမပြောရင် အဲ့ဒါအံ့ဩစရာမရှိဘူးငကုကလေးကအဲ့ဒီနေဝင်အစပြုတ်ခဲ့တဲ့ပမာဆက်တဲ့ကပမာမှုပြုတ်ပါပဲနော်ဒါပေမဲ့အဲ့ပမာမှုကနေဝင်ကနေစခဲ့သလားလို့မေးရင်ခင်ဗျားတို့ရိုးရိုးသားပြောမယ်ဆိုဥနုခဲ့ကလေးပါရှိညာဘိုးချုပ်အောင်ဆန်းလက်ထက်ကလေးပါရှိညာအဲ့ပမာမှုဘိုးချုပ်အောင်ဆန်းလောက်ကြံခါလည်းပဲ ဘာကြောင့်လောက်ကြရတာလဲနှစ်ချက်ပဲရှိနိုင်တယ်ပါရမတစ်ချက်ကဗြိတိရှာဘာလို့ဘုရားသားကဆိုရှယ်လစ်စီဘူးရဲ့သူကကွန်မြူနစ်ဘုဘလင်းပြောရင်အဲဒီကအခြေအနေအရဆိုရင်တော့ဒါကြောင်းသားသားရကွန်မြူနစ်ပဲကွန်မြူနစ်ဝါရခက်စားတဲ့အခြေအမတခင်အောင်ဆန်းတို့ကဆိုရင်ဘာလို့ဆိုတော့ကွန်မြူနစ် ်ပါရီရဲ့အထွေထွေတင်းမတော်လောက်ခဲ့တာပဲသဘောပြောတာအဲ့တော့ခင်မိတဲ့ကြောင်းသားတိုင်းကကွန်မြူနစ်အဲ့တုန်းကဒါနားလေပြေးလို့ရတယ်အဲ့တုန်းကသဘောကနောက်ပြီးတော့တကယ်အင်တာဗျူးရသနာသဟာယနဲ့ပူပေါင်းမလားအဲမြန်မာနိုင်ငံလွတ်လပ်သွားရင်ဘာစီဗီရစ်ရဲ့ခြေတော်မလဲဆိုအဲ့ဖိုလ်ရောက်စားအမှားတစ်ခုတော့ပြောတယ်သူကအရင်ရှင်စနစ်မကြောက်ဘူး အဲ့ဒါအင်္ဂလိပ်တွေအတွက်အများကြီးအဲ့ဒါအင်္ဂလိပ်တွေလောက်ကြနိုင်တယ်ဆိုတဲ့အချက်တစ်ချက်ဖြစ်နိုင်တယ်ဒုရယတစ်ချက်ကခုနပင်လုံစာချုပ်ခွဲထွက်ခွေတိုင်းသားတွေကိုအဲ့မှာဖက်ဒရယ်စနစ်နဲ့မတော်ဖက်ဒရယ်စနစ်တော့မကဘူးကွန်ဖက်ဒရယ်စနစ်ဖြစ်နေလားပင်လုံစာချုပ်က အဲ့ဒါခွေးတွေပေးတယ်ဈေးနဲ့ကြာရင်ခွေးတော်နိုင်တယ်အဲ့ဒါကိုလက်မခံနိုင်လို့လောက်ကြံခံရလည်းဖြစ်နိုင်တယ်တဏ္ဍမသောချက်ကတော့ဒါအာနာလုတာကတော့ဖြစ်နိုင်ချေရှင်းရှင်းပဲမရှိရင်မရှိဘူးပေါ့အဓိကအကြောင်းအချက်နှစ်ချက်ဆိုတော့အသိပေးကငကုတ်ကလေးကိုအဲ့မှာမယိုးမသား ဟဲ့ရမလားကလိန်ကကြည်ဗမာကောင်းဆောင်နေရှိနေခဲ့တာခင်းင်းလို့မရဘူးကဲကောင်းပြီနေဝင်းတက်လာတယ်ပိုသင်ရှားလာတာပေါ့ပေတတဘာလေးလဲဆိုတာအောက်စုကသင်ရှားလာတာပေါ့အဲ့ဒါဗမာစစ်တပ်ဆိုတာ အဲ့ပမာစစ်တပ်ကဘသူတထောင်ကလေးပြောရင်စဘိုးရောက်အောင်ဆန်းအခုတောင်ဆန်းစုကြည်ကိုဘောက်ခပေးနေတဲ့စစ်တပ်ကဟာရမလားပိုကျော်အောင်ဆန်းတထောင်ခဲ့တဲ့တပ်မတော်ခင်ဗျားတို့အနေနဲ့နံပါတ်၄ပင်လုံးစောကျောက်စောကတကောင်းပြီသူ့ရဲ့ကံကြမ္မာကိုမိုင်းလက်ထဲကိုထိုးအပ်မိပြီသားဖြစ်သွားတာထိုးအပ်ခဲ့ပြီပမာတွေကိုပမာတွေလက်ထဲကိုထိုးအပ်ခဲ့တယ် မသိရလည်းဖြစ်နိုင်တယ်နိုင်ငံရေးအပားမဝလည်းဖြစ်နိုင်တယ်နားမလေတာရိုးရိုးသားသားနဲ့အဲ့တောင်ပေါ်ကဟာရမလားဟာရမလားဒူဝါရီစောဘွားရီအဲ့မှာမလိုက်တပတ်လောက်ပြီးတော့လက်မထိုးခိုင်းရဖြစ်ပြောရှင်ပြောပေါ့နမတေချက်ခင်ဗျားတွေအမှားပဲကဲကောင်းပြီ အခုဒီမိုကရေစီကိုချစ်လာပါရဲ့ဆိုတဲ့ပမာဏအခုခင်ဗျားတို့ကိုနှိုက်ဆိုင်ရတဲ့ဆက်တာဘသူတူတောင်းရဲဆိုတာပေပေတူတောင်းရတာမလို့သာတော်ဆုံးရေမြေလာပြောတဲ့စကားကုံယူဝင့်ကျွန်းပြီးတော့ပြောရတဲ့စကားသူနဲ့တမတော်ကမောင်နှမသာသူပြောခဲ့တဲ့စကားခင်ဗျားတို့တို့ပြဿနာလာမရှာနဲ့ဗမာတမတော်တူတောင်းနေရမှာကြောက်မပါဘူးဟဲ့မလားအဲ့တမတော်လည်းဖေဖေတူတောင်းအတမတော်တို့လည်းမပြောခဲ့ဘူး ဟုတ်တယ်မလားကျွန်တော်ကမင်းအွန်လိုင်းနဲ့အမျိုးတော်လည်းကြောက်လို့မပြောခဲ့ဘူးအဲမောင်နှမတွေပါလို့ကြောက်မပြောခဲ့ဘူးညီအကိုတွေပါလို့ကြောက်မပြောခဲ့ဘူးတဘောကခင်ဗျားတို့အိမ်မှာသမတော်ကောင်းပြီနှစ်ချက်ပါရမရချက်ကပင်လောင်စွာကြောက်ကိုချုပ်ဆိုခဲ့တယ်နော်ဟုတ်တယ်ကြောက်ပြောအောင်မယ်ကြောက်ကြိုက်ကြိုက်အောင်ပြောရင်မဟုတ်ဘူးနော် ချွတ်ပြောရအောင်ခင်ဗျားတို့ကြိုက်အောင်ပြောရမှာပေါ့ like လေးရအောင်လို့ပြောရမှာပေါ့ဒါပေမဲ့ကြောက်အမြင်တော့ကြောက်ကြိုးပိုင်ခွေးရှိတယ်ဒါကြောက်ရခွေးကြီးပင်လောင်းတော့ကြောက်တော့ပြန်လာမထုတ်လိုက်တယ်အင်္ဂလိပ်ကတားတယ်ခင်ဗျားတို့စကားနားမတော်ဘူးထိုးလိုက်တယ်ကိုယ့်ရဲ့ကံကြမ္မာကိုဒီမသားဗမာရေးလက်ထက်ခင်ဗျားတို့ထိုးအားလိုက်တယ်ဒါခင်ဗျားတို့ပြဿနာကြောက်ရပြဿနာမဟုတ်ဒါပေမဲ့ခင်ဗျားတို့လို့ရပြဿနာဟာ အားလုံးကိုထိထိခတ်တယ်နော်အဲ့ဒါ impact ဖြစ်တယ် a lot impact နော်ကောင်းပြီတော့အောင်စားစုပ်ကြီးအခုခင်ဗျားတို့အခုခင်ဗျားတို့ပြောပြောနေတယ်စစ်တပ်ကိုအာရှေ့အနာရှင်စင်းတော့ပြောက်တတ်ကြမယ်ဆိုအဲ့ဒီဟာလေးပဲခုန ထူထောင်ခဲ့တယ်အဲ့ဗမာတမတော်တောင်းခဲ့ဗိုလ်ချုပ်အောင်ဆန်းနော်အာမိုးလေးပါလို့မွန်တမတော်လာမပြောနဲ့တဝဲလေးပါလို့တဝဲတမတော်ပါလို့ခင်ဗျားလာမပြောနဲ့ခဏတော့ကြောက်အိုက်မှာပြန်ပြီးတော့ပြောနေရတာဘီရရေးစပြီးထူထောင်တော့ကဗိုလ်ချုပ်အောင်ဆန်းကိုယုံလို့နော်အဲအရှိထောင်ရှိတဲ့ဗမာအသမတော်မှာ PIA မှာမွန်က3000ပါလားဗျာ သဝေတွေကထောင်ကြီးပါတယ်ဗျာဆိုတော့ကျုပ်တို့အဲ့ဒါဘလို့ကြီးကဘာဖြစ်နေလဲခုကျွန်တော်ကမှစစ်တပ်ကဘာဖြစ်နေလဲခုတဲ့ဘာဖြစ်နေလဲတဲ့ကောင်းပြီဘေးလောင်သာဘေးလောင်စာချုပ်ချုပ်ဆိုတဲ့နေရာမှာလည်းပဲတိတိကြကြမလုတ်ခဲ့ဘူးသေးသေးကြကြမလုတ်ခဲ့ရဘူးဂတိကဝတ်နဲ့ စိတ်ဓာတ်နဲ့လှုပ်လာခဲ့လို့ဟဲ့မလားသေချာမချပြပင်နဲ့လက်မထိုးခဲ့တဲ့နောက်ဆက်တွေပြဿနာအဲ့အခုနမိုးနေတဝဲတွေကရင်တွေဟဲ့မလားပါဝင်ခဲ့တဲ့ဗမာတတ်မတော်ဟုတ်တယ်ပြောတာပေါ့မင်းအွန်လိုင်းကမွန်ပါတဲ့တဝဲသားမွန်လူမျိုးပါတဲ့ ျုပ်ကစိတ်မဝင်စားဘူးတပွေနဲ့ကျုပ်အဖေဖြစ်နေတာမှစိတ်မဝင်စားဘူးဘာမှမဆိုင်ကျုပ်ပြောတာစနစ်ကိုပြောနေတာကဲကောင်းပြီအင်္ဂလိပ်ကိုတိုက်ထုတ်မယ်ဆိုတဲ့ဟာကြီး ਨੇ ချက်အာနာရှင်စနစ်ကို ਨੇ ချက်အာနာရှင်ဝါရကိုတိုက်ထုတ်မယ်ဆိုတဲ့ယဉ်မှန်ချက်နဲ့ PIA ထဲဝင်ခဲ့တဲ့မော်နီတဝဲလေးနောက်ပါဖြစ်တော့အဲ့တမရောက ပမာရဲ့လက်ထက်ရောက်သွားပမာအတမတော်ဖြစ်သွားပမာရဲ့ကြီးဆိုးတဲ့အတမတော်ဖြစ်သွားပမာရဲ့လက်ကင်တော့အတမတော်ဖြစ်သွားပြည်တော်ဟုအတမတော်မဟုတ်တော့အဲဒုရိယမှာကဲကောင်းပြီအဲ့နိုင်ငံရေးအမှားအဲ့စီးရေးအမှားဟာလက်ရှိပြည်တော်ဆက်ရပြဿနာနိုင်ငံရေးအမှားပါနမတစ်ဆက်က ဖွဲ့စည်းပုံရှိကံဥပဒေပြဿနာအဲ့ဒါဖန်တီးခဲ့တယ်ဒုရယာမကအဲ့မြန်မာသမတော်ဆိုတဲ့ဟာကိုပြည်တော်စုသမတော်အဖြစ်နဲ့ခင်ဗျားတို့အချင်းသားရင်းတွေကချင်းသားရင်းတွေရှမ်းသားရင်းတော့ကြောက်တော့တိတ်မကြားရဘူးကရင်သားရင်းတွေရှိတယ်အဲ့ခင်ဗျားတို့ပြည်တော်စုသမတော်ဆိုတဲ့သမတော် အင်္ဂါရတစ်ခုဖြစ်အောင်ခင်ဗျားတို့မလုပ်ခဲ့တာအားနာလို့လည်းပါရှင်ပါမယ်မသိလို့လည်းပဲပါရှင်ပါမယ်သဘောရာစည်းလုံးလုံးလည်းဖြစ်ခြင်းဖြစ်မယ်အဲ့အားနဲ့ချက်တစ်ခုကြောင့်လက်ရှိဘီရွန်ဖြစ်နေလာဆိုတော့အခုခေါင်းပြီအဲ့တန်တော့ခင်ဗျားတို့တက်တက်ပဲခံရတာမဟုတ်ဘူးနော် တောင်ပေါ်သားတွေကနောက်ပိုင်းကျမှသဘုံထတာမိုးနေကရင်နေရခိုင်တွေကဟုတ်ဆကလေးကသဘုံထတာဟုတ်တယ်မလားမိုးနေကရင်နေပြင်းနေမရှိဘူးနော်အသေးပဲကတော့ဘာမှ proper ပြမပြမမှာအနာကမဲ့နေတယ်မိုးဆိုရင်တော့ခင်ဗျားတို့ကျုပ်မိုးကြောက်သိမ့်မပြောကြဒါပေမဲ့မိုးလည်းပါ we even like you know close to losing our identity close to losing our identity identity တော့မှပျောက်ကွယ်လို့လို့ပျောက်လူစဲစဲလူမျိုးသမျိုးအဖြစ်ကိုရောက်သွားခဲ့တာတကယ်ပြန်ပြီးတော့လေ့လာကြည့်ခင်ဗျအဲ့မှာရန်ကုန်တော့အဲမော်နီပြန်ယူมาပဲကံကောင်းလို့အခုလက်ရှိမင်းရဲ့မှာဖြစ်လာတာတကယ်တကယ်ပြောရရင် identity မရှိတော့အခုလည်းအဲ့မှာခင်ဗျားတို့ online မှာပြန်ကြည့်ပြန်ကြည့်မော်နာရခိုင်ကိုသမိုင်းနဲ့တိုက်တယ်လဲနေတဲ့တခုတည်းနဲ့မဟုတ်ဘူးမော်နာရခိုင်ကိုသမိုင်းနဲ့တိုက်တိုက်တယ်ဘာလို့လဲသမိုင်းအကြောင်းပြောမယ်ဆိုတော့မော်နာရခိုင်ပမာတွေကိုရှင်းနေတာမော်နာရခိုင်ပဲရှိတာဟိုရောက်ကအဲ့မှာကရင် သမီးလေးတယောက်ကမေးတယ်အရှင်ဘုရားရှင်လူဘုရားဆိုတာမိုးနေတီးသားလားကရင်တွေတီးသားလားလို့မေးတယ်မရှင်လူဘုရားဆိုကရင်သမိုင်းမှာဖူးမဖူးတကူးလားဆက်ကမေးအဲ့ဒါပိုးကလည်းမေးတယ်သထောင်မြို့ကတော့မိုးနေ ပိုင်းသလားပအိုးရေးပိုင်းသလားအဲခြေထဲမှာလဲအဲ့မှာမိုက်ကယ်အောင်သွင်းလက်ချက်နဲ့မိုက်ကယ်အောင်သွင်းကသူ့အဖေကမောင်သူ့အမေရဲ့ကရင်လက်စွန်းပြသွားတာပေါ့အဲ့မှာအခု ိုင်းနဲ့မြန်မာကြားမှာခင်ဗျားတို့အဲ့မှာတမိုင်းရတယ်ဆိုတော့ကာတ်လူမျိုးတွေသိပါလိမ့်မယ်။အဲကာတ်လူမျိုးတွေကစီးရီးယားမှာလည်းနေတယ်။နော်။တူရကီမှာလည်းနေတယ်။အီရန်မှာလည်းနေတယ်။နောက်ပြီးတော့ရီရာခ်မှာလည်းနေတယ်။နောက်ပြီးတော့ဟိုမှာအာဆာဘာဂျန်လည်းမသိဘူး။အဲ့နည်းနည်းလေးနေသေးတယ်။တကယ်ကြီးအဲကာတ်လူမျိုးဘုန်းကအဲကာတ်လူမျိုးတွေရောက်နေဆိုပြီးတယ်နယူးယောက်မှာ cup to mu. Cup to mu. I can't remember. Sorry, Where are you from, Lutomia? I'm from Iraq. From Iraq, so you have to which part of iraq ဆိုတော့မေးတဲ့ခါကျတော့ဘယ်အီရန်ကဘယ်ပန်းလာလဲဆိုတော့ to kurdistan နဲ့ခါကလာတာတဲ့ကျွန်တော်တို့ခါတိကားတဲ့အဲ့အဲ့နိုင်ငံ၃၄နိုင်ငံမှာရှိတဲ့နေမီတို့စုလိုက်မယ်ဆိုရင်တဲ့နေမီတွေစုလိုက်မယ်ဆိုရင်တဲ့စီးရီးယားနိုင်ငံတဲ့ပူကြီးတဲ့ အီရန်နိုင်ငံထက်တော်မှအကြီးအကျယ်ကြီးမှာဒါပေမဲ့အိုက်ခတ်တွေပိုင်တဲ့နယ်မြေတွေကိုအီရတ်ကလည်းနည်းနည်းယူအီရန်ကလည်းနည်းနည်းဖက်ဟိုအာဇာဘိုင်ဂျန်လာပဲအဲ့ဒါလည်းနည်းနည်းယူထားနောက်ပြီးတော့သူရကီကလည်းအများကြီးဟုတ်တယ်မလားနောက်ပြီးတော့ဆီးရီးယားဖဲ့တဲ့အခါကျတော့ဟိုတစုဒီစုဖြစ်သွားတာနိုင်ငံပြောင်းနေတာဘုံတို့မော်နေလည်းပဲအဲ့လိုပဲ အဲ့လိုပဲအဲတိုင်းပဲမလေးနေနေယူထားတယ်ကိုယ့်ဘက်ကလေးနေယူထားတယ်ကိုယ့်ဘက်ကလေးနေယူထားတဲ့ခါကျတော့ပြဿနာကပြူပါကြောက်ပြောက်ခဲ့တယ်လဲဆိုရင်နော်အဲ့မွန်နဲ့မြန်မာကြားမှာပြောက်သွားတာသဘောကမွန်နဲ့မြန်မာကြားမှာပြောက်သွားတာအမှန်ပဲ အခုမော်နေပြောက်မယ်ဆိုရင်ထိုင်းနဲ့မြန်မာကြားမှာပြောက်ပဲဘာလို့လဲဆိုတော့ထိုင်းနိုင်ငံလည်းပဲမော်မြေပေါ်မှာနိုင်ငံတူထောင်တာနော်မြန်မာတွေလည်းပဲအထက်ပိုင်းတွေအောက်ကိုပင်လယ်ပေါက်ရဖို့စူးစမ်းနေရမှာမော်တွေကိုတော့ကြော်ဖြတ်ရတယ်မော်ရှိနေမဖြစ်ဘူးပြည်ကလည်းအကြောင်းပြရတာတသက်အကြောင်းပြတာပါပဲတကယ်ကြတော့မဟုတ်ဘူး ပင်လေထပ်ပေါက်ရဖို့ကြိုးစားတာဒါနိုင်ငံရေးပဲဘာဘာရေးကိုနိုင်ငံရေးရအောင်ချတာအခုမှအာအာမပိုင်ဘူးအဲ့မှာသထုံးစားမရှိဘူးခင်ဗျားတို့အဲ့မှာပြန်သထုံးမရှိတော့အောက်ပြီးအောက်ရောစားမရှိတော့ဘယ်လိုကအတိုင်းသားလေးကအဲ့ပဲဖြစ်တာ ဒါပေမဲ့ရခိုင်ကတော့ရခိုင်ရိုးမှချားနေလို့အဲ့မှာသူကမြို့လို့မဖြစ်မရဖြစ်နေတာရခိုင်ရိုးမှကာထားလို့ဒါစူးစူးသလိုဖြစ်နေတာဒီဘက်ကမွန်ဟက်ဗမာကတော့တောင်တော့မှမချားဘူးလေအဲ့အင်ဝကလည်းစီးရတယ်အေရီမြက်ကတဘောပြောတာဒါအဲ့အဲ့အချိန်နေမှာဘုံတို့အဲ့မှာတကယ်တကယ်ကြတော့ တကယ်တကယ်ရတော့ဒါတော့ဒီသမိုင်းကြောင်းတော့ပြောဖို့မလိုသဘောပြောတာအခုလက်ရှိအခြေအနေမှာဟိုးဦးနှုတ်လက်ထက်ကစပြီဒီကနေ့အထိနော်ပြောလိုက်တော့ဟိုးကောင်းပေါင်းခဲ့ကလေးဘုကဒီကနေ့အထိသရုပ်စီမှာသမားထဲသွားနေတာမောနရခိုင်ကိုဘယ်တော့မှမကြည့်ဘူးဘာလို့ဆိုစိတ်မအေးဘူးဘာလို့သခိုးအိမ်ပေါ်တက်နေတာကိုဗျာ ပြီးတယ်ဒါကိုအိမ်မဟုတ်ဘူးဒါကိုပိုင်းနဲ့နေမည်မဟုတ်ဘူးကိုကအင်အားရှိနေမှာပဲကိုဆက်နေလို့ရမယ်အင်အားမရှိဘူးဆိုရင်ဒီကောင်တွေမနှိမ်ထားဘူးချိုးမချိုးနိုင်ထားဘူးဆိုရင်မရဘူးဘာသိတယ်ဒါကိုကိုပိုင်းပြည့်စည်မဟုတ်ဘူးကိုပိုင်းနဲ့နေမည်မဟုတ်ဘူးဒါသမိုင်းဖြတ်မှာပဲစာကြောက်ရှိရင်ဖြတ်မှာပဲသမိုင်းရှိရင်လည်းဖြတ်မှာပဲဘာလို့လဲကိုပိုင်းရဲ့နေရာမဟုတ်ဘူး အဲ့ထဲမှာလည်းမသိနားမလဲတဲ့မော်နေရှိမှာပေါ့မသိနားမလဲတဲ့တခိုင်လေးရှိမှာပေါ့ရှေဘောကြော့တယ်ဖတ်တယ်မလားခင်မီလိုပါလို့ ਨੇ လူသားဝါရကိုင်းဒီလိုလိုပါလို့ ਨੇ ဒါပေမဲ့တကယ်တကယ်ကြတော့ CRPH မှာဥဆောင်ရတဲ့ပုံကိုယ်ရဖို့အထင်ရှားတွေ့နေတယ်အဲ့ဒါမဟာပမာဝါရမစွန့်လွတ်ဘူးအန်ရီမှာလည်းဘုံတွေ့ခဲ့ပြီအဲ့ဒါမစွန့်လွတ်ဘူး အဲ့ဒီဝါရခင်ဗျားတို့စစ်တပ်နဲ့အန်ရီတိုင်းသားရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ပင်လောင်စာချုပ်ရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့စစ်မှန်တဲ့ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီးတော့အန်ရီဒီနဲ့စစ်တပ်ပြဿနာတက်ခဲမှုတာရှိလားလို့ရှိသလားဗျာတဘောပြောတာမရှိခဲ့ဘူးဘယ်တော့မှမရှိခဲ့ဘူး မရှိခဲ့ဘူးဘာကြောင့်မတူဘူးလဲဘာကြောင့်မတက်လဲဆိုအမြင်ချင်းတူနေလို့တယောက်ကပြောင်းဖွဲ့ပြောတာတယောက်ကတော့အဲသူတော့ရောင်းဆောင်ပြီးတော့နေတာအဲ့ပဲကွာမှာပေါ့တော့အန်နရဒီပါရီဝင်နဲ့စကားပြောရင်ဘမတို့ကောင်းသိတယ်အမအန်ရီပါရီဝင်နဲ့အဲအေရီပါမင်ဖြစ်နေတဲ့မုံနေနဲ့စကားပြောရင်သိတယ် energy body ဝင်ဖြစ်နေတဲ့ကရင်ရဲ့စကားပြောရင်သိတယ်။ဘာလို့လဲသူတို့ကောင်းထဲမှာဝင်နေတဲ့အသွေးခေါ်တာပမာမှုအပြုတ်ခံရတဲ့အောင်းတော့အစေးခံရတဲ့ဟာတွေဘာပြေတော့သူ့မှာမရှိဘူး။ဘာဘဝမြတ်ဝင်မှာမရှိဘူး။မရောတိခောက်ကြည့်။အခု CRPH ဒီကတော့ဒီမောင်းနေတာ CRPH နဲ့ NUCC ဒါမို့ဒီတော့ class ဖြစ်တာပါပဲ။သဘောပြောတာ ဘုရားအဲ့ဒါကိုပြောခင်ဗျားတို့အဖိုးအမောတွေခင်ဗျားတို့ဟိုးလက်ထက်ကဒူဝါတွေခင်ဗျားတို့ရဲ့ဘာညာကောင်းဆောင်တွေဟုတ်တယ်မလားအဲ့ထဲမှာမွန်လက်ပါရှင်ပါမယ်ကရင်လက်ပါရှင်ပါတကယ်တကယ်တော့ပင်လုံးစောကျုပ်ဆိုရဲ့ပုံကိုယ်တွေခင်ဗျားတို့အမှားမဟုတ်ဘူးလို့ပြောရှင်ပြောလို့ဒါမဲ့စေတနာမှာဖြစ်နိုင်တယ်နော် အဲ့ဒါမလို့ကတိကဝတ်ထားရုံနဲ့မရတော့နော်ပင်လုံးသာကြောက်ကြောက်မှဒီလောက်ထီထီမမရှိနေပင်လုံးသာကြောက်ကြောက်မှမသိကျိုးယွန်လောက်ပြီးတော့လေအိမ်သာဆက်ကူလို့ထားသဘောထားတာခင်ဗျားတို့ခြာတာလောက်ဆိုရင်တော့ပြာသွားမယ်ပြာသွားမယ်အခုတော့အိမ်မှာ အချင်းတရားပြောတာပါတာဝန်ယူလာဒီပုံစံအရေးတော်ဘုံအောင်ခဲ့ရင်တော်လိုက်အောင်ခဲ့ခဲ့အဲသူတာဝန်ယူနိုင်မလားလို့အရေးတော်ဘုံအောင်သွားရင်လေအဲလက်လက်ဘုံဆောင်ထဲမှာခင်ဗျားတို့အတွက်တခုမှမပါဘူးစုယွေလှုပ်စုစားတော်ဆောင်ရှင်တာဝန်အုပ်မြေပါဝဲနိုင်ငံရေးကျင်းသားတွေလှုပ်ပါယွေ ယုဂုတ်ဘွေရက်လကိုအသိမပြုပါလှွတ်လှွတ်တော့ခေါ်မယ်ခေါ်ခွင့်ပြုပါအဲ့သုံးမျိုးခင်ဗျားတို့တခြားမှမပါဘူးဆိုတော့ပလောင်ပလဲလာမလုံးနဲ့အမေဟုတ်တယ်မဟုတ်ပလောင်ပလဲလာမလုံးနဲ့ခင်ဗျားတို့တိုင်းရင်းသားရဲ့တခုမှမပါဘူးအာနာဒမတိုင်းခင်ရင်လည်းပဲအဲ့ အဲ့ဒီအစိုးရတရားနောက်သားဆိုရတရားဖွဲ့စည်းမယ်ဆိုရင်လည်းခင်ဗျားတို့ပြင်ချင်တဲ့ကိုယ့်ပြည်နယ်အကိုယ့်ဝန်ကြီးချုပ်ရွေးချယ်ပိုင်ခွင့်တော်မှာမပေးဘူးရခိုင်မှာမဲနိုင်ခဲ့တာပဲမပေးဘူးရှမ်းမှာလည်းရှမ်းအဘိုင် SNRD လာဘာဟိုနေနေနဲ့စုပေါ့ဘုံညို့ပေါင်းဆိုရဖွဲ့နေအဖွဲ့စည်းနေအဖွဲ့စည်းနေတာပဲရှမ်းမပေးဘူးအကြောင်းပြကြကစက်တရှိနေလို့ ဒါပေမဲ့အဲ့စစ်တပ်ကိုလည်းပဲသူကမကင်တယ်ဘာဖြစ်လို့အပေးယူတဲ့လေဒါကြောင့်သူတို့ချင်းချင်းမဖြစ်တဲ့ပြဿနာကိုပမို့လို့ဝင်ပါလို့မဖြစ်ဘူးသူတို့ဟာတို့ဖြည့်ရှင်းပါလေပမို့လို့တကယ်ပြဿနာကကိုယ့်ရဲ့ပြဿနာကပါလဲဆိုတာအဲ့ပင်လောင်စွာကြောင့်ချုပ်ဆိုခဲ့တဲ့ပြဿနာအဲ့ချင်းတွေရောကချင်းတွေရောရှမ်းတွေရောအခြားလူမျိုးတွေပါအဲ့ပင်လောင်စွာကြောင့်ပြဿနာဖြည့်ရှင်းရမှာ NUG နဲ့ NAC ပြဿနာမဟုတ်ဘူးခင်ဗျားတို့ဖြည့်ရှင်းရဲ့ပြဿနာကတောင်းတာပေါ့အဲဗမာရှင်ပြဿနာရဲ့ငါတို့လည်းအမြထောက်လိုက်အောင်မယ်ဆိုတာငါတို့နည်းမြေအသာစီရအောင်လည်းတော့တိုက်လိုက်အောင်မယ်ဒါအမြထောက်ယုံလေးစင်တော့ okay ဒါမဲ့ပြဿနာကခင်ဗျားတို့တင်လိုက်တဲ့ legitimacy ရေတော့ကဥနုလက်ထက်ကတော့ခင်ဗျားတို့ legitimacy ပေးလိုက်တယ် legitimacy ပေးလိုက်တယ်တရားဝင်အလုပ်ပေးလိုက်တယ်ကဲနောက်ပြီး2008ဖုန်းစီပုံရှိကဥပဒေတရားဝင်တော့အောင်ခင်ဗျားတို့